ကဲအားလုံးပဲမင်္ဂလာပါ Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီဒီဗီဒီယိုလေးမှာတော့ဒုတိယကမ္ဘာစစ်ကူအခြေခံရှိုက်ကူထားရီ Topio U235 ဆိုတဲ့စကားလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရီဇလန်းဆမှာတော့စတန်ခေါင်းဆောင်နေတဲ့ဘယ်ဂျီယံနိုင်ငံကကြီးစားအဖွဲ့တစ်ဖွဲ့ကဂျာမနီစစ်တပ်တစ်ခုကိုဖျက်ဆီးဖို့အခွင့်အရေးကောင်းတစ်ခုကိုစောင့်နေခဲ့ပါရီခဏကြာဂျာမန်စစ်တပ်ရဲ့စစ်သားတွေရောက်လာတဲ့ချိန်မှာတော့ဂျာမနီစစ်တပ်တပ်ရင်းတစ်ခုလုံးကိုအစီအစဉ်တကျပဲတပ်ပစ်လိုက်ကြပါရီနောက်တစ်ခမ်းမှာတော့အမေရိကန်အရာရှိအကြီးအကဲတွေက ရေငုံသင်းမောတစ်စင်းကိုတုံပြီးစစ်စင်ရေးတစ်ခုကိုလှုပ်ဖို့အတွက်အစီအစဉ်ဆွေးနွေးကြပါရီ။အဲဒီနောက်မှာတော့စတန်နိုဘက်ကိုပြန်ပြထားခဲ့ပြီးဂုဏကတိုက်ပွဲကပါလာတဲ့ဂျာမန်ရှာရှိကိုစစ်စင်နေခဲ့ပါရီ။ထိုရာရှိကိုအမေရိကန်ရဲ့လက်ထဲကိုထည့်ရမှာဖြစ်တာကြောင့်မထိခိုက်အောင်ထားဖို့လိုအပ်တာပဲဖြစ်ပါရီ။ဒါပေမဲ့စိတ်မရှိတဲ့စတန်ကတော့ဂျာမန်ရာရှိကိုဘုံခွဲတက်ပြလိုက်ပါရီ။ပြီးတော့အမေရိကန်ရာရှိတယောက်ကလည်းဂျာမန်နဲ့စစ်ဖြစ်ရင်နဲ့ဖမ်းမိထားပြီးဂျာမန်ရှိတဲ့ရာရှိတယောက်ဖြစ်တဲ့ဂျီဂါဆိုတဲ့သူနဲ့စကားပြောနေခဲ့ပါရီ အဲ့ဒါကတော့သူတို့စစ်စင်ရေးကိုကုညီဖို့နားချနေရဖြစ်ပြီးတဖက်ကစတန်တို့ဖွဲကလေးအနားယူနေကြပါရီစတန်ရဲ့သမီးနာဂျင်းနဲ့အဖွဲသားဖလင်နေကလေးကြည်နူးနေကြပါရီစတန်ကတော့အိတ်နေရင်နဲ့အတိတ်ကစိုးဝါးလာတဲ့ပုံရိပ်တစ်ခုကိုပြန်မြင်အောင်နေခဲ့ပါရီအဲ့ဒါကတော့ဂျာမန်စစ်တဲ့အရာရှိတယောက်ကသူ့ကိုလက်ထိတ်ခတ်ကချုပ်ထားပြီးသူ့ရဲ့အမျိုးသမီးကိုသူ့ရှိမှရင်ရေးရဲဆက်ဆက်တက်ခံရတာကိုမြင်ခဲ့ရတဲ့မြင်ကွင်းပဲဖြစ်ပါရီအဲ့ဒီအချိန်မှာနာတင်းရောက်လာခဲ့ပြီးစတန်လက်ကအနာကိုစီးထည့်ပေးနေခဲ့ပါရီ စေးထည့်ပေးရင်လည်းသူ့မိနဲ့သူ့မောင်လေးကိုလည်းတွေ့ချင်နေပြီလို့ပြောလိုက်ပါရီစတန်တယောက်ကလည်းမသိချင်အောင်ဆောင်းလိုက်ကောင်အပြင်မှာလူတယောက်ရှောက်လာတာဖြစ်လို့သွားတွေ့လိုက်ပါရီရှောက်လာတဲ့သူကသူတို့ကိုအလုတ်တစ်ခုလာတာဖြစ်ပြီးအဲဒီလောက်ကအမေရိကန်ရာရှိတဲ့စီရင်ထားတဲ့ရင်ငုပ်တင်မစစ်စင်ရေးပဲဖြစ်ပါရီစတန်တယောက်ကတော့လက်မခံခြင်းပင်မေးဖလစ်ကအကိုအဲဒီကိုရှောက်သွားမေးဆိုရင်ခမည်းသမီးလုံခြုံပြီလို့ဝင်ပြောတဲ့အတွက်ကြောင့်မေးအလုတ်ကိုလက်ခံလိုက်ကြပါရီ ဒီလိုနဲ့ပဲအလုံးလုံးဖို့အတွက်ခီးထွက်လာကြပါရောအရာရှိတွေစီစဉ်ထားတဲ့ရင်းဥတင်မောစီကိုရှောက်လာကြပါရီတင်မောပေါ်မှာတော့လူတယောက်ကစောင့်နေပြီးသူတို့လုပ်ရမယ့်အလုပ်ကိုပြပြနေခဲ့ပါရီအလုပ်ကတော့ယူရေနီယံတက်ထူဆိုင်တွေကိုအမေရိကန်ကိုရေချောင်းကနေပို့ပေးရှာမှာဖြစ်ပါရီယူရေနီယံတက်ထူဆိုင်ကနေပောက်ကွေးရပြင်းထန်တဲ့ပုံမျိုးစာပြုလုပ်မှာဖြစ်ပြီးဒါတွေကိုစစ်ပွဲမှာအသုံးပြုမှာလေးဖြစ်ပါရီဂျာမန်နီပညာရှင်တွေကလည်းယူရေနီယံတက်ထူတွေကိုလူချင်းနေကြတာဖြစ်လို့အထူးကူးဆိုင်ကြဖို့လေးမှာလိုက်ပါရီ ပြီးတော့လေတင်းမုန်းတဲ့အသားကြောင့်လေးကျင်ငိမ်သုံးပတ်ပေးမယ်လို့ပြောကောင်းလေးကျင်ပေးမယ်ဂျာမန်ရှိတဲ့အရာရှိဂျာဂါကိုလေခေါ်ထားပါရင်သူတို့တွေကအမေရိကန်အတွက်အလုပ်လုပ်တာဖြစ်လို့ဂျာမန်လူတယောက်ကသူတို့နဲ့အတူတူရှိနေမှာကိုစတန်ကတော့တိတ်တဘောမကြပါဘူးဒါပေမဲ့ခီးတချောင်လုံးမလိုက်ပေးသူတို့ကိုလေးကျင်ပေးပြီးရနေပြန်လွတ်မှာဖြစ်တာကြောင့်အောင်ဤတီးခံကလက်ခံလိုက်ရှာပြီးလေးကျင်မှုကိုစတင်ခဲ့ကြပါရီ ဆဆချင်းမှာဂျာကာကတင်းမောအကြောင်းအကုန်တီးဖို့အချိန်၃ဘက်ကမဖြစ်နိုင်ကြောင်းနဲ့ညံကောင်းတဲ့ဂျာမန်ရာရှိရအောင်အကုန်ထပ်ဖို့အတွက်အချိန်၁၂ဘက်ကြာရည်လို့အပိစကားပြောကောင်းတင်းမောတစည်းလုံးရဲ့အစိပ်ပိုင်းတစ်ခုချင်းစီအကြောင်းကိုလိုက်ပြောပြနေခဲ့ပါရီအဲဒီနောက်တော့သူ့နေရာနေသူတာဝန်တွေခွဲပြီးတင်ပေးနေခဲ့ပါရီနောက်တနေ့မှာတော့လှေတစည်းနဲ့အတူယူရီနီယံတွေကို လာပို့နေခဲ့ကြအောင်ပစ္စည်းတွေကိုတင်းမောပေါ်တင်နေကြပါရီအဲဒီအချိန်မှာဝင်လာကရေဒီယိုလိုင်းကိုစမ်းတမ်းနေတဲ့အချိန်မှာအတန်တစ်ခုကိုကြားလိုက်ရှာပါရီ တစ်ဖက်မှာယူရေနီယံလာပို့တဲ့တင်မောင်းမောင်းနေသူကဂျာမနီဘက်ကလူဖြစ်ပါတယ်။အဲဒီလူတရင်ပေးလိုက်လို့ဂျာမနီရှောက်လာရေးဆိုတာစတန်ကတီးသွားရေးခါမှာတင်မောင်းမောင်းနေသူလည်းထွက်ပြေးသွားခဲ့ပါတယ်။အဲဒါကြောင့်မဲသူတို့တင်မောင်းရဲ့အနီးတစ်ဝိုက်ကိုကြီးလိုက်တဲ့အချိန်မှာဂျာမန်ပိုင်းတင်မောင်းတွေကိုလည်းတွေ့လိုက်ရှာပါတယ်။ဒါကြောင့်အဲဒီနေရာကနေထွက်ဖို့အကြောင်းဖန်လာခဲ့ပြီးဂျာကာကသူမလိုက်နိုင်ဘူးလို့ပြောကဒီလန်းကပြန်လန်းမရှိဘူးလို့ပြောပါတယ်။သူကိုအမိန်ပေးတဲ့အရာရှိကလည်းလိုက်ရမယ်လို့ပြောနေရကြောင်းလိုက်မယ်မလိုက်ဘူးနဲ့ရုံရင်ဆန်ခတိဖြစ်ပြီးတင်မောကောင်းဆောင်ကကြီးစံမှန်ပြီးတည်သွားခဲ့ပါရီ တခုခုဆိုရင်ဒေါသရှင်ထွက်တတဲ့စတန်လီဂျာကားကိုပါတခါလေးတက်ပြစ်လိုက်ဖို့လုပ်နေခဲ့ပါရီဒါကြောင့်သူ့ကိုတက်လာရင်ဒီတင်းမောကိုဘသူမောင်းမလဲလို့ဖလစ်ကဝင်ပြောရာကြောင်းမတက်တော့ဘဲတင်းမောမောင်းနာကိုပဲဥဆောင်မှုပြောလိုက်ပါရီဂျာကားလေးတင်းမောကိုရန်သူမြင်ကွင်းကနေပြောင်းအောင်ရေအောက်ကိုငုတ်ထားလိုက်ပါရီရေအောက်လျှောက်တော့လေတင်းမောကကြာနေပြီဖြစ်တာကြောင်းတင်းမောလေးကိုရေတွေစိတ်ဝင်လာနေခဲ့ပါရီဒီလိုနဲ့ပဲလိုအပ်တာတွေကိုလုပ်ဖို့အတွက်ဂျာကားကသူ့ကိုလက်ထွေတွေဖြုတ်ပေးဖို့ပြောပေမယ့်စတန်ကတော့လက်မခံခဲ့ပါဘူး ဝင်နာကလည်းရေဒီယိုအခန်းထဲမှာနေပြီးရေဒီယိုလိုင်းကနေအတန်တကူကိုကြားတာကြောင့်သူတို့တင်မော်ကိုလေရင်တွင်နဲ့လိုက်ရှာနေရေဆိုတာသိလိုက်ရှာပါရီအဲဒီနောက်မှာဖွဲ့သားတယောက်ကအင်နာတက်ပြီးဘာလို့ရမှန်းမသိဘဲစိတ်သေးရှိရာကိုလှုပ်လိုက်ပါရီအဲ့ဒါကြောင့်ပဲအင်နာခွက်တဲကနေရေပန်းတွေထွက်လာကောင်ရေဝေကလည်းအင်နာခန်းအောင်မှာရှိတဲ့ဘက်ထရီခန်းတွေကိုဝင်သွားခဲ့ပါရီစက္ကန့်30တွင်မှာရေပေါ်ပြတ်မတက်ဘူးဆိုရင်သူတို့အကုန်လုံးတရားတော်မှာဖြစ်လို့ရေပေါ်ကိုအမြန်တက်လာခဲ့ရပါရီ ရေပေါ်ရောက်တော့လေကောင်းကောင်းမနေရပါဘူး။လေရင်တစ်စီးကကျူဆောက်နေရကြောင်းလေရင်ကိုပြန်ပစ်ဖို့အတွက်ပြင်ဆင်နေရပါပြီ။အဲဒီနောက်မှာပြင်ဆင်စရာရှိရာပြင်ကခနာကြာမှာရေရောက်ကိုထန့်ကုန်သွားခဲ့ပါပြီ။ရေရောက်ကိုရောက်တော့အနားရှူလိုက်ကြပြီးစတန်တယောက်ကတော့အိမ်နေခဲ့ပါပြီ။အိမ်နေနေလေသူ့သားလေးကိုဂျာမန်ယာရှိကရေစလုံးနဲ့ကြောက်အောင်လုပ်ခဲ့ရာကိုအမှတ်ပြန်ရနေပြီးဂျာမနီသားဖြစ်တဲ့ဂျာကာကိုမကြည့်ရဲပုံစံနဲ့ကြည့်နေခဲ့ပါပြီ။ဒီလိုနဲ့ပဲတင်းမမပါရီလိုအပ်နေလေလိုက်စစ်စေးရှင်နေနာဒီနဲ့ဖလစ်နဲ့တူတူနေနေကြတာကိုတွေ့သွားခဲ့ပါရီ ဒါကြောင့်ဒေါသကိုစတန်လေးဒေါသထွက်သွားခဲ့ပြီးတားဖောင်းနှစ်ယောက်ကစကားများကြရင်နေစတန်ကလက်ထပ်ပြီးမှလှုပ်ချင်တာလှုပ်လို့ပြောလိုက်ပါရီနာဒင်းကလည်းချက်ချင်းပဲဂျာကာကိုလက်ထပ်ပေးဖို့ပြောတာကြောင့်သူကလည်းလက်ထပ်ပေးဖို့လုပ်နေရင်းနေဂျာမန်တင်မောရီကိုတွေ့လိုက်ရှာပါရီဒါကြောင့်တင်မောရီကိုပြန်ဝင်လိုက်ကြရပြီးတော့လက်ထပ်ပွဲလေးပြတ်သွားခဲ့ပါရီအိမ်နောက်မှာတော့သူတို့ရဲ့တင်မောကိုရန်သူတွေမမြင်ရှောက်အောင်ရေရောက်ထဲမှာထားတာရှာပါရီအိမ်နောက်မှာတော့ဂျာမန်စစ်တင်မောကတော်ပီယိုဒုံးကျင်နေပစ်ချလိုက်ပါရီ ဒါကြောင့်ဘာဆက်ဖြစ်မလဲဆိုတာကိုဖျားတာပြီးစောင့်ကြည့်နေရှင်နေ။ဒုံးကြီးကတင်းမိုးနဲ့လွဲသွားတာကြောင့်ကန်ကောင်းသွားကြပါရီ။ဒါကြောင့်သူတို့လည်းတော်ပီယိုနဲ့ပြန်ပြစ်ဖို့ပြင်ဆင်ကြပါရီ။အိနာမှာတော့ရန်သူတတိထားမိမှာဆိုလို့အတန်တိတ်နေနေတဲ့ကြာကရေဒီယိုကတချင်းတန်ကအခြေကြီးထားမိသွားခဲ့ပါရီ။ဒါကြောင့်အကုန်လုံးလည်းဗျံပဓာပြီးဖြစ်ကုန်ကြပါရီ။ဒုံးကြီးပြန်ပြစ်ဖို့လုပ်တဲ့သူနှစ်ယောက်ထဲကတယောက်ကလေးဒုံးကြီးပြီးသွားခဲ့ပါရီ။ ီလိုနဲ့ပဲရန်သူတင်မော်ကိုဒုံးကျည်ပြန်ပြလိုက်နိုင်အောင်ရန်သူတင်မော်လည်းပြက်စီးသွားခဲ့ပါရီပြက်စီးသွားတဲ့ချိန်ကကြီးမှလွန်လာကြောင်းသူတို့တင်မော်ကိုပါလိုင်းပြန်ပုတ်ခင်ရပြီးအပြက်စီးတွေလည်းများသွားခဲ့ပါရီဒုံးကျည်ကြောင်းခြေထောက်ပိသွားတဲ့ဖန်ပရလီခြေထောက်ကိုမဖြတ်ရင်လူပါတီမှာဖြစ်တာကြောင်းလူကိုမိအောင်တစ်ချက်ထုတ်ပြီးခြေထောက်ကိုဖြတ်ပြလိုက်ရှာပါရီအိန်းနောက်မော်ရိုစတန်ဟာခြေကကိုလက်ထိပ်ဖြုတ်ပြီးလိုက်ပါရီဒီလိုနဲ့ပဲတပတ်ကြာမှန်တင်မော်ကလူတွေကစတန်တို့တင်မော်စီကိုရှောက်လာကြပါရီ သူတို့လည်းဟန်မပြတ်နေနေကြာရပြီခနာကြာမှာတော့ခြေထောက်ဖြတ်ခံရတဲ့ဖန်ပရကမိနေရှာကနေနူလာခဲ့ပါရီအဲဒီနောက်တော့သူခြေထောက်ကိုဖြတ်ထားမှမသိဘဲတိချာကြည့်မှာသူ့ရဲ့ခြေထောက်တွေမရှိတော့အောင်အတန်ကျေကြီးနဲ့ထအောင်လိုက်ပါရီဂျာမနီကလည်းဒါကရန်သူတင်မောမန်တည်သွားခဲ့ပြီးတိုက်ခိုက်လိုက်ကြပါရီအဆုံးသတ်မှာတော့စတန်နုဘက်ကနိုင်သွားခဲ့ပေမယ့်အဖွဲတွေကလူတော်များများလေးတည်သွားကြပါရီ ဂျေဂါကလည်းဟစ်တလာရဲ့ရက်စက်မှုကိုတည်ထားတာကြောင့်သူတို့မှပွာလာတဲ့ပေါက်ကွဲရပြင်းထန်တဲ့ရွေနီယန်တွေသာသူတို့ရှာသွားမယ်ဆိုရင်တော့တကဘာလုံးဒုက္ခရောက်သွားလိမ့်မယ်လို့ပြောလိုက်ပါရီ။ဒါကြောင့်ဂျာကစတန်နုကိုလည်းကူညီဖို့သဘောဆောင်လာခဲ့ပါရီ။ဒါပေမဲ့ပြည်ထနာကမပြီးသေးပေ။ဂုဏကလာတဲ့စစ်သားတွေကိုသူတို့တင်မောကလူတွေကပြန်ခေါ်နေရကြောင်းအဲ့ဒီတင်မောကိုပါဖောက်ခွဲပြလိုက်ပါရီ။ အိမ်နောက်မှာတော့တင်မောကိုရေအောက်ကိုပြန်ကုန်ကြပါမိ။ရေအောက်လျှောက်တော့ဂုဏကတော်ပြီးတော့တုံးကြီးတန်ချောင်းပြစ်စီထားတာတွေရောဂျာမန်စစ်သားတွေနဲ့တိုက်ခိုက်မှုကြောင့်ပြစ်စီသွားတာတွေရောပေါမိ။တင်မောတွေကိုရေတွေစိတ်ဝင်လာခဲ့ပါရင်အပြက်စီးတွေကြားတွေကနေစတန်ဘိုက်မှလေးတန်ရာရှာသွားခဲ့ပါရင်နောက်ဆုံးမှာတော့ရေလုံငန်းတစ်ခန်းမဲဂျန်တော့ကအခန်းလေးကိုအကုန်လုံးဝင်နေကြပါမိ။နာတင်းတယောက်ကတော့အပြင်မှာဂျန်နေခဲ့ပါရင်ဒါကြောင့်စတန်လေးသူ့သမီးကိုမဖြစ်ဖြစ်တဲ့အင်းနဲ့သွားခဲ့ကောင်။နာတင်းပြန်တရားလာပို့ကိုလည်းအသေးအံစူးစားခဲ့ရှာပါရီ။ ဒီလိုနဲ့ပဲနာတင်းပြန်တည်ရှာလာတဲ့အချိန်မှာတော့စတန်တယောက်ကတော့ဘိုက်ကတန်ရာကြောင်းတည်မလို့ဖြစ်နေကောင်တမီးဖြစ်သူနာတင်းကိုလေဖလစ်လက်တဲ့ထိပ်ပေးရှင်နေပဲတည်သွားခဲ့ပါရီဂျီကာကလည်းသူ့ရဲ့တက်ကိုစတီကာတင်းမို့ကိုရှိဖို့ပြန်ရှာအောင်တည်မိခဲ့ပါရီဒီလိုနဲ့အဆုံးသတ်မှာတော့သူ့ရဲ့ခီလေဆုံငန်းတိုင်အောင်ရှောက်သွားခဲ့ပါရီနောက်ထပ်လေးနေ့အကြာမှာတော့အရာရာအကုန်လုံးဟာအေးဆေးဖြစ်သွားကြပါရီနာတင်းနဲ့ဖလစ်လေကလေးတယောက်ရှာကကန်းကြီးမှာပန်းဖြစ်နေခဲ့ပါရီ ီးတော့သူတို့နာကရေဒီယိုကနေအမေရိကန်နိုင်ငံကဂျပန်နိုင်ငံဟီရိုရှိမာမြို့ကိုဘုံးတလုံးချိန်လိုက်ပါပြီဆိုတဲ့သတင်းနဲ့အတူဇလန်းလေးအားလေးပြီးဆုံးသွားခဲ့ပါပြီကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်